ကျွန်တော်ဒီနေ့ကျွန်တော်ဒီနေ့မျှဝေပေးချင်တာတော့ဒီလိုအတန်းတက်ရှိလေးပေါ့နော်အကြောင်းသားတွေပဲဖြစ်ဖြစ်ဝန်ထမ်းတွေပဲဖြစ်ဖြစ်အတန်းတက်ရှိလေးဆွဲချင်တယ်ပြရခါကျတော့တို့ရဲ့ပေါ့နော်အကြောင်းသားတွေဆိုလို့ရှိရင်လည်းတို့ရဲ့အတန်းတက်ရခိုင်နှုန်းကိုရချင်တယ်ပေါ့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းတို့ရဲ့လစာပေါ့တလားဒီလစာဘယ်လောက်ထွက်ပေးရမလဲဆိုတော့ ဒီမှာပဲတွတ်တွတ်ကျင်နေဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုဒီဗီဒီယိုဖိုင်လေးထဲမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်မှာပေါ့နော်အဓိကပြောပြချင်တာကကြတော့ဒီ attendance sheet ကိုဆွဲတဲ့ပုံစံတက်ပေါ့နော်သူ့ထဲမှာရှိတဲ့ formula လေးတွေကိုရှင်းပြပေးချင်တာဖြစ်ပါတယ်အဲဒါကြောင့်မလို့ပေါ့နော်ဒါကြောင့်မလို့ဒီ attendance sheet ကလေးကိုလုတ်ဖြစ်တာပေါ့နော်အဲ့အတွက် formula လေးတွေကိုရှင်းပြပေးမှာဖြစ်တဲ့အတွက်ဗီဒီယိုကနည်းနည်းရှည်သွားမယ်ဆိုလို့ရှိရင်လည်းတီးခံပေးဖို့ပြောချင်ပါတယ်ဗီဒီယိုဖိုင်အရင်ရှည်သွားရင်တော့နှစ်ဖိ ိုင်လောက်ပေါ့ပေါ့နော်နှစ်ဖိုင်တော့မဟုတ်သုံးဖိုင်လောက်တော့ဖြစ်သွားနိုင်ပါတယ်ကျွန်တော်ခွဲပြီးတော့သင်ပေးပါမယ်ပေါ့နော်တကယ်လို့ရှည်သွားခဲ့ရင်လည်းဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကဒီပုံစံလေးဖန်တီးမှာပေါ့နော်အဲ့ဒါဆိုကကြောအရင်ဆုံးအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်က name present asset holiday ပေါ့နော်ဒီလိုလေးရှိတယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်ဒီကောင်လေးကိုကျွန်တော် copy ကူးသွားလိုက်မယ်ပေါ့နော် copy ကူးသွားလိုက်မယ်ဆိုရင်ဒီမှာကျွန်တော် copy မှာချလိုက်ပါမယ် ဒီမှာဆိုသူကတခါတည်းပဲသူ့ပုံစံကြီးဖြစ်လာဒါလေးကတော့ကျွန်တော်တို့ကဒီဘက်မှာပေါ့နော်အပေါ်မှာကအပေါ်မှာ Sunday Monday ဆိုပြီးသွားမှာအောက်မှာ0102ဆိုသွားမှာဆိုတော့ဒါလေးကတော့ကျွန်တော်က message နဲ့ပေါင်းထားတာလေးပြီးပေါ့နော်ဒါလေးဆိုကတော့ကျွန်တော်က control 1နဲ့ alignment နဲ့ format ထဲကပေါ့နော် format ဆဲတဲ့က alignment နဲ့ယူထားတာပါဒီမှာဆိုရင် right click နှိပ်လိုက်မယ်ဆိုရင် format ဆဲဆိုပြီးတော့ရှင်းလို့ရပါတယ်နောက်တစ်ခုကတော့ control နဲ့1နဲ့ပေါ့နော် control နဲ့1နဲ့ဆိုတဲ့နေရာမှာခဏန်း ဒီဘက်ကနံနံပါကီးက1မဟုတ်ဘဲနဲ့အပေါ်မှာပါတဲ့1ဖြစ်ပါတယ်အဲ့ဒီထဲကနေမှကျွန်တော်တို့ကဒီမှာ alignment ထဲမှာဆိုရင်ဒါကျွန်တော်ထောင်းထားတာပေါ့နော်မထောင်းခြင်းဘူးဆိုကျွန်တော်ဒီလိုလေးချလိုက်မယ်ဆိုရင်ဒီမှာ present ဆိုပြီးပြောင်းသွားပါပေါ့နော်ကျွန်တော်ကဒါလေးတွေကတော့ဒီချင်းချင်းလေးပဲလုပ်မှာဆိုတော့ပေါ့နော်ကျွန်တော် ကြုံကျင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီမှာဒါလေးကိုထောင်ထားတာလောလောဆယ်အဆင်ပြေတဲ့အတွက်ထောင်ထားလိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါလေးကတော့မက်ဆဲလေးနဲ့လုတ်ထားတာပေါ့နော်မက်ဆဲမက်စန်စင်တာနဲ့ဒီမှာမက်စန်စင်တာနဲ့တော့ပြောမှပေးထားတာဒါကိုဖြုတ်ချင်တော့ဒီမှာမက်စန်စင်တာကိုဖြုတ်လိုက်ဒီမှာတကူလေးဖြစ်သွားပြီပေါ့နော်ဒီမှာဆိုရင်ပြန်ဖြစ်ချင်ဘုံနှစ်ခုနဲ့ ဆက်လက်မှတ်ပြီးတော့ message center ပေးလိုက်ရပြီပေါ့အဲဆိုကျွန်တော်ကပထမဆုံးကျွန်တော်တို့လုံမှာကဒီအပေါ်မှာဆိုရင်ဒီလတွေကျွန်တော်ကဘယ်လိုမျိုးလုပ်ပြချင်တာလဲဆိုတော့လတွေနှစ်တွေကိုကျွန်တော်ရွေးလိုက်တာ ਨੇ ဒီမှာရှိတဲ့သူရဲ့လစာနှုန်းထားတွေပါတယ်လေသူဟာတော့ပေါ့နော်သူရဲ့ attendance desk တွေကိုကျွန်တော်လမှာပြောင်းလိုက်ပြီဆိုရင် attendance desk တွေကိုလည်းအဲဒီမှာရှိတဲ့ရက်စွဲတွေပေါ့နော်သူရဲ့လနဲ့ဆိုင်တဲ့ရက်စွဲတွေကြာလာခြင်း ਨੇ အဲပြီးရခါကျတော့ကျွန်တော်တို့ attendance desk တွေရိုက်ထည့်လိုက်ပြီဆိုရင်လည်းဒီမှာ auto တွက်သွားခြင်း ਨੇ ပေါ့နော်အဲဆိုဒီမှာ ာကအဲဆိုတော့ကျွန်တော်တို့ကဒီမှာလရည်နှစ်ကိုရွေးဖို့အတွက်ကျွန်တော်ဒီမှာမှန်နဲ့ရေးရကိုဒီမှာမှာအရင်လုံးလိုက်ပါမှန်ရေးရရတကောင်ကဒီမှာဆိုရင်ဒီမှာ၃လပိုင်းဘယ်နှစ်နှစ်ပေါ့အဲ့လိုရိုက်မှာပေါ့အဲ့ဒါရိုက်ထည့်ရင်ကြာမှာဆိုတော့ပြီးတော့မားနိုင်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကထုံးစံတိုင်းပဲအဲ့လိုတကူရွေးချယ်လို့ရအောင် data validation လေးကိုတုံးပြီးတော့မှဒီမှာ dot down လေးတော်လုပ်ပါမယ်အဲ့ဆိုတော့ကျွန်တော်ကဒီမှာ step profile လေးဒါကတော့ step profile ဆိုတဲ့နေရာမှာ ဝင်ဝင်တန်းတွေရဲ့ profile လေးရှိရပေါ့နော်ဒီမှာတော့ကျွန်တော်နှစ်ခုပဲပြထားပါတယ် name နဲ့ basic salary ပေါ့နော်ဒီမှာ notes မှာဆိုရင်ဒီမှာ man ရှိပါတယ်ဒီမှာရရရှိပါတယ်ဟုတ်ပြီနော်အဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒီက man လေးကိုဒီမှာတွားပြီးတော့မှ data validation နဲ့ dot dot လေးကြာအောင်ယူပါပါအဲဆိုတော့ဒီမှာကစာထားမယ် bin data တွေက data validation ကိုတွားမယ်အဲ့ဒါပြီးရင်တော့ list ဆိုတာလေးကိုယူမယ် source ကတော့ကျွန်တော်တို့ခဏနေပြောခဲ့တဲ့ဒီ man ဆိုတဲ့ file လေးကိုယူလိုက်ပါမယ် okay ပါ အဲပြီးတော့နောက်ထပ်ရီးယားကိုလည်းကျွန်တော်အဲ့လိုလေးပဲလုံလိုက်မယ် data တွေ dictation တွေကိုသွားမယ် list ကိုရွေးမယ်အဲဒီမှာ source ကိုပေါ့နော် source ကတော့ကျွန်တော်ဒီရီးယားဆိုတာလေးကိုယူလိုက်မယ်ပေါ့အပြင် okay ပေးလိုက်ဒါဆိုရင်ရောက်သွားပါပြီအဲ့ဆိုကျွန်တော်ကအဲဒီမှာဆိုရင် January ပေါ့နော် January 2025လို့ထားလိုက်မယ်ဟုတ်ပြီဒါ January 2025ဖြစ်သွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုသုံးသွားတာဆိုကျွန်တော်တို့ဒီမှာဆိုရင် function formula တွေတော်တော်သုံးမှာပေါ့နော်ဒီမှာဆိုရင် date value ပါမယ် eo moment ပါမယ် date ပါမယ် test function ပါမယ် if ပါမယ် if error ပါမယ် fill lookup ပါမယ် match ပါမယ် conditional formatting ပါမယ် count if ပါမယ်ပြီးတော့အခုသုံးထားတဲ့ data validation ပါမယ်ပေါ့နော်အခုဆိုရင်ကျွန်တော် data validation သုံးပြနောက်တော့ဒီနေရာမှာကျွန်တော်သုံးရ3နှစ်3 5ဆို31ရက်နေ့ထိပေါ်ကျင်တာကျွန်တော်အဲ့ဒါဆိုတော့အဲ့ဒါလေးကိုဘယ်လိုရေးမလဲဆိုတော့ date value ဆိုတဲ့ဒီမှာဒီမှာ ဆိုတော့ကျွန်တော်ဒီမှာဟိုဘာ date function လေးနဲ့သူရင်ရေးမယ်ပေါ့နော် DAT date ဒီမှာ date function ဒီ year month day ဆိုပြီးတော့ပြပါတယ်ဒီနေရာမှာဒီ year month day တွေဒီကျွန်တော်ရိုက်ထည့်လို့လည်းရပါတယ်ဥပမာကျွန်တော်ရိုက်ပြပါမယ်2025 January ပေါ့နော် January ဆိုရင်တစ်ပါဒီနေရာမှာဒီ date function ဒီအဲ month ဟိုပေါ့နော်ခစားသားတွေရိုက်လို့မရအောင်ခဏမဲ့ရိုက်ရပါမယ်ဆိုလိုချင်တာကဒီ month ဒီ January February ရိုက်လို့မရပဲ1 2 12ပေါ့နော်အဲ့လိုမျိုးပဲရိုက်လို့ရပါ မယ်အဲ့ဒါဆိုကျွန်တော်3လလို့ပြောလိုက်တော့ဟိုပါပေါ့ဇန်နဝါရီဆိုတော့တလပိုင်းပေါ့နော်ပြီးတော့ရက်ကတရက်ဆိုတော့ကျွန်တော်ဒီမှာပေးလိုက်ပါမယ်အလေးကိုတစ်ချက်ဆွဲလိုက်ပါမယ်ဂျင်းနီလို့ပါအဲ့ဒါဆိုရင်တရက်တလ2025ဆိုပြီးတော့သူကကြာလာပါပြီ အဲအဲ့လိုမျိုးရိုက်ထည့်ရင်လည်းရတယ်လို့မရိုက်ထည့်ပဲနဲ့လေကျွန်တော်တို့က reference ညွှန်းလို့လည်းရတယ်ကျွန်တော်ဒီမှာ reference ညွှန်းလိုက်ပါမယ်ဒီရီးယားဒီဒီနေရာကိုညွှန်းပါမယ်အဲ့ပြီးတော့လဒီဒီနေရာမှာလဒီကျွန်တော်ဒီမှာ January လို့ညွှန်းလိုက်မယ်ပြီးတော့1လို့ရိုက်လိုက်မယ်ဆိုအဲ့ဒါတက်ပါတယ် value အဲ့ဒါတက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကဏ္ဍကိုပဲရိုက်ထည့်ရမှာပါအဲ့တော့ကဏ္ဍဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ကအဲ့ကဏ္ဍကိုဒီ January ကိုဒီမှာကျွန်တော်တခါတည်း3ရက်3ရက် ဟိုဟာပေါ့နော်တလနှစ်လသုံးလဆက်နှစ်လလို့ရိုက်ထည့်လို့လည်းရတယ်လို့ကျွန်တော်ဒီလိုပုံစံလေးဇန်နဝါရီနဲ့ပဲထားခြင်းနဲ့ဆိုလို့ရှိရင်တော့ map function လေးနဲ့တွဲတုံးရင်ရပါတယ် map function ကိုခေါ်လိုက်မယ်ဆိုရင်ဒီလကိုပေါ့နော် map function နဲ့သွားရှာမှာပါ lookup value ရှိတယ် lookup array ရှိရယ် map type ရှိပါတယ် lookup value ဆိုတာကတော့ကျွန်တော်တို့ရှာဖွေခြင်းနဲ့အရာရှာဖွေခြင်းနဲ့အရာဒီဒီ January ပါ lookup array ကတော့ကျွန်တော်ခဏနေတုန်းကဒီ month ဆိုတဲ့ table လေးမှာသွားရှာပါမယ် lookup array ဒီ table ကျွန်တော်ရှာဖွေခြင်းနဲ့အရာရှိတဲ့ table domain wing တခုပေါ့နော်ပြီးတော့အဲ့မှာဆိုရင် तू က less than ရှိတယ် excess match ရှိတယ် greater than ရှိပါတယ်ကျွန်တော်တို့နဲတာကိုရှာကျင်တော့ let 1ပါ less than ဆိုရင်1ပါအဲအတိကျလို့လာရှာကျင်နေဆိုရင်တော့0ပါကြီးတာကိုရှာကျင်နေဆိုရင်တော့ minus 1ပါကျွန်တော်ကအတိကျတူတာရှာကျင်နေအတွက်0ပါအဲ့ဒါပြီး queen ပိတ်လိုက်ပါမယ်ဒါဆိုရင်ဒါ date function ဟိုပါပေါ့နော် map function ရဲ့ queen ကိုကျွန်တော်ပိတ်ပြီးသွားပြီနောက်တစ်ခုက yet ကကြတော့ ဒီကကြတော့ကျွန်တော်1အနေပဲစမယ်ဆိုတော့1လို့ရိုက်လိုက်မယ်အဲဆိုရင်တရက်တလ2025လို့ဖြစ်သွားပြီအဲဆိုကျွန်တော်တရက်တလ2025ဆိုအရှိကြီးပါကျွန်တော်တို့ကဒီမှာအတန်းတက်ရှိလေးဒီသေးသေးလေးပေါ့နော်ဒီလိုလေးပဲအတူလေးပဲဖြစ်ချင်မှာပါလို့ဆိုအရှိကြီးဖြစ်နေမှာဆိုတော့ကျွန်တော်က0102အဲ့လိုပဲဒီလိုပုံလေးသွားခြင်းနဲ့အဲဆိုတော့ဒီနေရာကိုဘာနဲ့ပြောင်းလို့ရမလဲဆိုတော့အဲ့လိုမျိုး format ပေါ့နော်ကိုလိုချင်တဲ့ format ကိုပြောင်းတာကတော့ format 0တွေကနေပဲပြောင်းရပါမယ် socket key က control 1မှာမဟုတ်ဘူးဆိုလို့ရှိရင်တော့ ် right click ခေါ်ပြီးနှိပ်ပါမယ်ကျွန်တော် right click ခေါ်လိုက်မယ်အဲ့ဒါပြင်တော့ဒီမှာ ddmmyy ဆိုပြီးတော့ဒီမှာဒီ type ဆိုတဲ့နေရာမှာကြီးလိုက်ပါဒီနေရာမှာအပြည့်ပေါ့နော်ဒီလိုပုံစံလေးအမှ yellow နဲ့ဆိုပြီးပေါ်နေတဲ့မှာကျွန်တော်က day ပဲထားမှာဖြစ်တဲ့အတွက် dd လိုပဲရိုက်လိုက်မယ်ပြီး okay ပေးလိုက်မယ်အဲ့ဒါဆိုရင်တော့01လို့ပြောင်းသွားပါပြီအဲ့ပြီးရင်ကျွန်တော်က0203ဆိုပြောင်းသွားဖို့ဆိုရင် equal ပေါ့နော်နောက်ခုဘက်ကိုဆွဲသွားမယ်ပေါ့အဲ့ဆွဲသွားမယ်ဆိုရင်ကျွန်တော်ဒီလိုရိုက်လိုက်သူဒီလိုဆွဲလိုက်ရင် 3456567အဲ့လိုပေါ်သွားပါပြီအဲ့မှာကျွန်တော်ကဟိုဘက်ထိအောင်ဆွဲလိုက်မယ်ဆိုရင်ကျွန်တော်ဇန်နဝါရီ31ထိဆွဲလိုက်မယ်ပေါ့အဲ့ဆိုရင်ကျွန်တော်31ထိကျွန်တော်31ထိဆွဲပြမယ်ဆိုရင်30တိတိဆွဲလိုက်ပြီပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်ကဒါလေးကိုကျွန်တော်တစ်ချက်ကြုံလိုက်မယ်ပေါ့နော် နည်းနည်းလေးသေးလိုက်မယ်ဟိုကောဒီမှာဆိုရင်ဘို့ဘို့ကိုကျင်းကော်လန်ကိုကျင်းလိုက်မယ်ပေါ့ကျင်းမယ်ဆိုရင်အကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ဒီတရားနေတစ်ချက်တနေရာမှာတစ်ချက်ဆွဲပြီးမှကျင်းလိုက်ရင်လည်းသူရဲ့ညီညီလေးရတယ်ပေါ့အဲဒီမှာဆိုရင်ဒါရတော့ပြီပေါ့အဲ့ဆိုတော့ကျွန်တော်ကဒီနေရာမှာဇန်နဝါရီမှာဇန်နဝါရီမဟုတ်ဘဲဖေဖော်ဝါရီလို့ပြောင်းလိုက်မယ်ဆိုရင်တခြားလရဲ့တနစ်သုံးလေးတခြားလရဲ့ရက်ဒီဝင်လာတာပေါ့နော်အဲ့လိုမျိုးဆိုကျွန်တော်ကဝင်မလာခြင်းမူ2028မှာဆုံးရင်28မှာပဲကျွန်တော်ရက်လိုက်ခြင်းတယ်အဲ့ဒါဆိုတော့ကျွန်တော်ကဘာနဲ့တွဲရေးရမလဲဆိုအဲ့လိုဖြစ်ဖို့ဆိုရင် if ှင်နဲ့တွေ့ရပါမယ်။ Ifan ရှင်မှာကျွန်တော်ကသူ့ရဲ့နောက်ဆုံးရက်ထက်ကြီးတယ်ဆိုလို့ရှိရင်ဗလန်ထားမယ်ပေါ့။နောက်ဆုံးရက်ထက်ငယ်တယ်ဆိုရင်ပြဇာနာက Ifan ရှင်နဲ့ဘယ်လိုတွေ့ရမှာလဲဆိုတော့သူ့ရဲ့နောက်ဆုံးရက်ထက်ငယ်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုရှေ့မှာရှိတဲ့အကောင်ကိုတစ်ပေါင်းမယ်။မဟုတ်ဘူးဆိုလို့ရှိရင်တော့ဗလန်ထားမယ်လို့ပြောရမယ်။အဲ့ဒီဆိုတော့ကျွန်တော်တို့ Ifan ရှင်ခေါ်လိုက်ပါမယ် if ။ဘာဖြစ်မလဲဆိုတော့ဒီကောင်ကြီးငယ်မယ်ဟိုပါပေါ့နော်ငယ်မယ်ဆိုရင်အဲဆိုတော့ ငယ်မယ်ဆိုရင်ဘာတဲ့ငယ်ရမှာလဲဆိုရင်သူ့ရဲ့နောက်ဆုံးရက်နောက်ဆုံးရက်ကိုရှာတဲ့ formula ဒီ EO map EO map formula မှာဆိုရင်ဒီမှာ start date ဆိုပြီးပြပါတယ် start date ဘယ်ဟာရဲ့ start date လဲပေါ့เนาะဒီမှာ date တစ်ခုရက်ဆွဲတစ်ခုရှိရမယ်ပေါ့အဲဒါဆိုကျွန်တော်ကဒီရက်ဆွဲကိုယူလိုက်မယ်ဒီမှာကျွန်တော်ရက်ဆွဲရိုက်ထားဆိုဒီကောင်ကိုယူလိုက်မယ် man ကကြတော့အဲ့မှာ man ဒီသူကဒီလရဲ့နောက်ဆုံးရက်ကိုလိုချင်တယ်ဆိုရင်0ပါ ဒီလရဲ့အခုပေါ့နော် static စားတဲ့လရဲ့ရှေ့လကိုလိုချင်နေဆိုရင် -1 မှာ static စားတဲ့လရဲ့နောက်လကိုလိုချင်နေဆိုရင် -3 ဟိုဟာ1မှာပေါ့နော်မိုင် sorry static စတဲ့ line ရဲ့နောက်လောက်ကိုလိုချင်နေဆိုရင်တော့1မှာဆိုလိုချင်တာကျွန်တော်အခုဒီမှာဆို February ပေးထားရပေါ့နော်အဲ့တော့ February လရဲ့အဲ February လောက်ကိုလိုချင်နေဆိုရင်နောက်ဆုံး date ကိုလိုချင်နေဆိုရင်0ပါအဲတကယ်လို့ကျွန်တော်တို့ကအဲ January February မဟုတ်ပဲ January လောက်ကိုလိုချင်နေဆိုလို့ရှိရင်တော့ -1 မှာ max လရဲ့နောက်ဆုံး date ကိုလိုချင်နေဆိုရင်တော့ဒီနေရာမှာ 1အဲဆိုတော့ဒါကျွန်တော်0နဲ့ယူလိုက်မယ်ပေါ့နော်0ဖြစ်မယ်ဆိုရင်သူကဘာလုပ်မှာလဲဆိုတော့အဲဆိုလို့ရှိရင်တော့ဒီကောင်ကိုကျွန်တော်က1ပေါင်းပါပါအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော် blend လို့ထားမယ်โอเคဒီမှာဆွဲလိုက်မယ်အဲပြီးကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီလိုပေါ်လာပါပြီ။အဲဆိုရင်ကျွန်တော်ကဒီနေရာမှာဒီလို error တွေမပါခြင်းဘူးပေါ့။ error တွေမပါခြင်းဘူးဆိုရင်တော့ error မှန်တမျှကိုကြော်လွားနိုင်တာ if error ပါ။ if error ဟာ error ပေါ့နော်။ if error အပြီးလို့ရှိရင်တော့ကျွန်တော်က blank ထားလိုက်မယ်ပေါ့เนาะအဲဆိုရင်အဲဆိုရင်ထားလိုက်ပြီအဲပြီးတော့ကျွန်တော်ဒီမှာဆွဲလိုက်မယ်ပေါ့เนาะ အဲ့ဆိုရင်28တိပဲဖြစ်သွားပြီကျွန်တော်ဒီမှာဇန်နဝါရီလို့ထားလိုက်မယ်ပေါ့နော်ဇန်နဝါရီလို့ထားလိုက်မယ်ဆိုရင်ဒီမှာ31တိဖြစ်သွားပါပြီအဲ့ကျွန်တော်ဒီမှာ April လို့ပြောင်းလိုက်မယ်ပေါ့နော် April လို့ပြောင်းလိုက်ရင်တော့ဒီမှာ30ဖြစ်သွားပါပြီအဲ့ကျွန်တော်ဇန်နဝါရီပဲပြန်ထားလိုက်မယ်ပေါ့နော်ဇန်နဝါရီပဲပြန်ထားလိုက်ပါမယ်31အဲ့ဆိုကျွန်တော်ဒီပေါ်မှာကြာတော့ကျွန်တော် Sunday Monday လို့ဖြစ်ချင်တာအဲ့လို Sunday Monday ကိုကျွန်တော်ကဒီကောင်ကိုယူပြီးတော့ဒီကောင်ကို reference ယူပြီးတော့ဒီမှာ Sunday Monday ရေးမှာအဲ့လိုရေးနိုင်တဲ့ formula ကြီး definition ပါ test function နဲ့ရေးလို့ရပါတယ် equal test ပေါ့နော်အဲ့မှာဆိုရင် test ဆိုရင်သူကဒီမှာ value ရယ် format step ရယ်ဆိုပြီးကြပါတယ် value ကကျွန်တော်ကဒီ j ဒီဒီဒီ01ဆိုတဲ့နေရာကိုယူမှာပါဒီမှာကျွန်တော်ရိုက်လို့မရဘူးဆိုတော့ဒီ01ရှိတဲ့နေရာကြီး j column row number တန်းပါအဲ့ဒီတော့ j တန်းပေါ့နော် j တန်းမှာကျွန်တော်ဘယ်လိုပုံစံယူမှာလဲဆိုတော့ monday တို့ sunday တို့ယူမှာဖြစ်တဲ့အတွက် ddd ဆိုပြီးတော့၃လုံးထားလိုက်ပါမယ် ဒီနေရာမှာဒီ၃လုံးဆိုပြီးရလဲမှာဒီနေရာမှာလကိုလိုချင်ရင် m နဲ့ထားရမယ်ရီးရောကိုလိုချင်ရင် y နဲ့ထားရမယ်နော်ဒီ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 ဆိုတော့ကျွန်တော် a monday ရဲ့ဟို monday sunday လေးတွေအတူတောက်ကိုယူမှာမို့လို့ပါအဲတကယ်လို့ဒီနေရာမှာဟိုပေါ့နော်၄လုံးယူမယ်ဆိုရင်တော့ monday ဆိုပြီးသူအပြည့်ပြပါလိမ့်ဟိုက tuesday ဆို tuesday အပြည့်ပြမှာပေါ့နော်အဲ ပြီးတော့ Friday ဆိုတော့ Friday အပြည့်ပြမှာပေါ့နော်ဒီမှာတော့ကျွန်တော်က DD တုံးလုံးပဲယူလိုက်ပါမယ်ဒီနေရာမှာလကိုပြခြင်းနေဆိုရင် MN ဆိုရင်0102လလို့ပြလဲ M 3လုံးဆိုရင်အဲ January February ရဲ့အတူကောက်ကိုပြမယ် M 4လုံးဆိုရင်တော့ January ရဲ့အစီတောက်ကိုပြမှာ ဝိုင်းဝိုင်းလို့ရွေးလိုက်မယ်ဆိုရင်ဒီမှာ2025ဆို25ကိုပြမှာပါဝိုင်းလေးလုံးရွေးလိုက်မယ်ဆိုတော့2025ကိုပြမှာပါဒါတက်ဖန်ရှင်မှာအဲ့ဒါကျွန်တော်တက်ဖန်ရှင်ကိုပိတ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒီမှာ wish day ဆိုပြီးတော့ပြလာပါတယ်ဒါဆွဲလိုက်မယ်ဒီမှာဆိုရင် weekday tuesday friday အဲ Saturday Sunday ပေါ့နော်ဒီမှာဆိုရင်အဲ့လိုလေးဖြစ်သွားပါပြီအဲ့လေးကို ကျွန်တော်ကဒီမှာအလဲကိုပို့လိုက်မယ်ပေါ့နော် အဲ့ပြီးတော့ကျွန်တော် alignment လေးလဲကျွန်တော် alignment လေးကိုကျွန်တော်ကဒီမှာလေးစောင်းလိုက်မယ်ပေါ့နော်သူကနည်းနည်းလေးစောင်းလိုက်မယ်အဲဒီလိုလေးတွေဆိုရင်အဲဒါတဲ့ count တဲ့အဲကျွန်တော်ကြည့်တဲ့ဒီဒီ time တဲ့ဆိုရင်ပို့ဆင်ပြေးမယ်ပေါ့နော်ပြောင်းလိုက်ပါမယ် โอเคဒါဆိုရင်တော့သူရဲ့ daily လေးတွေရသွားပါပြီဒီနေရာမှာကျွန်တော်တို့က2020ဟိုပါပေါ့ဒီမှာ January မဟုတ်ပဲကျွန်တော် February လို့ပြောင်းလိုက် May လို့ဂျွန်လို့ပြောင်းလိုက်မယ်ဒါဆိုရင်သူရဲ့ဒါတွေလည်းပြောင်းသွားပါပြီဒါဆိုရင် auto ပြောင်းသွားပြီဖြစ်ပါတယ်ကျွန်တော်ဒီနေရာလေးမှာ video file တစ်ခုကိုရက်လိုက်ပါမယ်